မောင်လနောင်အမီရဲတီမိသားစုနဲ့အတူတောင်ရအခင်လောက်ကန်စားတော့ကမိုင်းခေါင်ကျေးရွာတွင် နေထိုင်သူဖြစ်ပါတယ်ပြီးခဲ့တဲ့2023ခုနှစ်မတ်လ23ရက်တနင်္ဂနွေနေ့တွင် အမနဲ့ရောက်ဖဖြစ်သူတို့ကလဲတော်သေးတွင်တိုင်းရင်စေးလှုပ်ထားတယ်လို့ပြောတော့ကြောင်းမောင်လနောင်တီအမရှိရာလဲတော်သေးတို့ဈေးသွားอยู่ရန်သွားခဲ့ပါတယ်လဲတော့ရောက်နေချိန်မနက် 9နာရီ30ခန့်တွင်ဗမော်မြို့သွားတဲ့လမ်းပေါ်တွင်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။၎င်းမိုင်းပေါက်ကွဲမှုကြောင့်ခလာယာစစ်ကောင်စီစစ်ကြောင်းများကမောင်လနောင်တို့ရှိနေတဲ့လေတော်တဲ့ဘတ်တို့အစုလက်ရောက်ရှိလာက မောင်လနောင်ကိုတွေ့ပြီးမိုင်းထောင်ထားတဲ့သူအဖြစ်မတရားဆွဆွဲအပြစ်ရှာပြီးအင်ဂျီပေါင်းပြီးအတွင်းခံထိအကုန်လုံးချုပ်ခိုင်းခဲ့ပါတယ်။ထို့ပြင် လက်နှစ်ဖက်ကိုနောက်ပြန်ကျူးချီပြီး၎င်းစစ်သားတို့ခိုင်းဆောင်ထားသောတနတ်တို့ခြေထောက်တနတ်ပြောင်းဖြင့်ဂျိုင်းနန်ယိုးကိုထိုးပေးပြီးမျက်နာနဲ့တကိုယ်လုံးကိုရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။နောက်လေတော်ရှိဝေယုံတော်ဘက်ကိုမောင်နှံအောင်ခေါ်ဆောင်သွားပြီးအဲ့နေရာမှာဒူးထောက်စီခိုင်းကစစ်သားတယောက်မှဂုတ်ကိုဓာဖြင့်ခုတ်ပြီးတပ်ဖို့လှုပ်ဆောင်ခဲ့ပါတယ်။မောင်လနောင်ရဲ့ကုတ်ကိုဓာဖြင့်ခုတ်လိုက်ချိန်တွင် ဂုတ်တွင်မထီပဲခေါင်းပေါ်တွင်ထီကအသက်မသေးပေမဲ့တန်ရာအပြင်းထန်ရရှိခဲ့ပါတယ်။မောင်လနောင်ရဲ့စိတ်ထဲတွင်တီလူအဖြစ်သာတတ်မှတ်လိုက်ပြီလို့ကချင် Human Rights Team ရဲ့အမှတ်တမ်းတွင် ဖော်ပြထားပါတယ်။၎င်းမိုင်းပေါက်ကွဲမှုကြောင့်စစ်ကောင်စီစစ်ကြောင်းမှစစ်သားနှုတ်မိုင်းထီပြီးပစိုးပြင့်တယ်လာကမောင်လနောင်ကိုကြည့်ဒီလိုဖြစ်ရင်မင်းတို့ကချင်တွေလည်းစိတ်ဆိုးမှာပဲမင်းတို့ကချင်ပြီနဲ့ဘယ်မှာရှိလို့လဲ။ မင်းတို့ကကျွန်တော်တို့မြန်မာပြည်မှာပဲနေပြီးဒီလိုလုပ်တယ်လို့ဆဲဆိုပြရှာပြီးလနောင်ရဲ့အမနဲ့ရောက်ဖဖြစ်သူကိုလည်းစစ်စေးမင်းမြန်ထိုးချိတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ထို့နောက်၎င်းစစ်ကြောင်းမှဗိုလ်ကြီးတဦးသည်ဖြစ်ခဲ့တဲ့ပြဿနာကိုစစ်တပ်တဲဖြေရှင်းမယ်လို့ပြောပြီးမောင်လနောင်ရဲ့ခေါင်းကိုဈေးထက်ချုပ်ပြီးကလက်နှစ်ဖက်ကိုနောက်ပြန်ကျူးချပြီးမန်စီစစ်တပ်ဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ မန်စီစစ်တပ်တို့ခေါ်ဆောင်မသွားမီမောင်လောင်နောင်ရဲ့အင်ဂျီပေါ်တွင်သူ၏အများကြီးစွန့်သွားသဖြင့်အဲ့နေရာမှာပဲပစ်ထားကစစ်သားများတွင်ပါလာတဲ့ဘိုလ်လုံးပေါင်းပြီနဲ့အင်ဂျီကိုဝှစ်င်စေခဲ့ပါတယ်။ထို့အပြင်ဖုံးနဲ့ငွေသားလေးတောင်းကိုလည်းတင်စီသွားခဲ့ပါတယ်။ဖမ်းခေါ်သွားစဉ်တန်းလျှောက်မှလည်းထက်မှန်ရိုက်နှက်နှိပ်စက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။မန်စီတက်ရင်လေ600တိရောက်ချိန်ဘူကြီးမှစစ်စိမ်းမင်းမြတ်မှုပြုလုပ်ခြင်းအတွင်တနက် တို့ခြေထောက်တွင်တဲ့ကံကပြန်လည်ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။လေးရက်အကြာဖမ်းဆီးခံရပြီးနောက်ရက်ကွက်လူကြီးများကစုံစမ်းပြီးဆက်သွယ်လာမှ မောင်လန့်နောင်ကိုဆက်ပြီးနှိပ်စက်မှုရတန်ခဲ့ပါတယ်။ရွာအုပ်ချုပ်ရေးမှူးနဲ့ရက်ကွက်အုပ်ချုပ်ရေးမှူးတွေက မောင်လန့်နောင်ကိုခေါ်ဖို့စစ်တပ်အထိလိုက်လာခဲ့ကြပါတယ်။စစ်တပ်မှမောင်လနောင်ကိုစစ်တမ်းလုံးမလားဒါမှမဟုတ်ကျွန်တော်တို့ပေးလိုက်ဖို့ပေးရမလဲလို့ပြီးတော့မောင်လနောင်မ ဘမော်မမျိုးတွေရှိတယ်အဲ့နေရာမှာပို့ပေးဖို့ပြောတော့ဘမော်မျိုးကုကိုတော်ဈေးနာတွင်လနောင်ကို လာချပေးထားပြီးအဲ့ဒီမှာတဆင်ရွာလူကြီးတွေကလာခေါ်သွားခဲ့ပါတယ်စစ်တပ်ဘက်မှတောင်းပန်တာမျိုးမရှိတဲ့အပြင်တင်းယူထားတဲ့ဖုန်းနဲ့ပတ်စံလေးတောင်းပြန်ယူဖို့ပြောတော့ပြန်လဲခုခံစိတ်ဆိုးခဲ့ပါတယ်မောင်လောက်နောင်ဒီစစ်တပ်ရဲ့ရိုင်းနှက်နှိပ်စက်မှုကြောင့်တရံအပြင့်အထန်ရခဲ့ပေမဲ့ငွေကြေးမတက်နိုင်တော့ကြောင်း ဆင်းရုံတွားပြနိုင်ခြင်းမရှိခဲ့ပါအဲ့နေချိန်တွင်လည်းတကောလုံးကြိုက်ခဲနာခြင်းမူတံတွေကိုလည်းခံစားခဲ့ရပါတယ်အနီနာရှိစိခတ်မာတာစိကုတမှုခံယူပြီးတန်ရင်စိဖြင့်ကုတခဲ့ရပါတယ်။မောင်လနောင်ရဲ့စိတ်တွင်စစ်သားတွေကိုမြင်ရင်ကြောက်လန့်ပြီး၎င်းအဖြစ်ပြက်တွေကိုပြန်မြင်အောင်လာကထလန့်တာမျိုးဖြစ်ပြီးစိတ်တန်ရာရရှိခဲ့ပါတယ်။